ဒေါ်လာနဲ့ဆက်ဖလီရယူလို့ရမယ်။ဒီနေ့ကိုကြော်ညာဗီဒီယိုလေးတွေအနှက်ငယ်ကြည့်ပေးရုံနဲ့ WEV ควายလေးတွေရလာမှာဖြစ်ပါတယ်။ WEV ควายလေးတွေကို USDT နဲ့ပြောင်းပြီးတော့ Binance OKI BK Bybit အစစီတဲ့ Crypto Wallet တွေနဲ့ပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်။စကပူနိုင်ငံအခြေစိုက်ဖြစ်ပြီးတော့ ျပန်၊ဗီယက်နမ်၊အင်ဒိုနီးရှား၊မြန်မာ၊ထိုင်းလန်၊အိန္ဒိယဆိုပြီးတော့အတော့ပြုခွဲနိုင်ငံလေးတွေကိုပေးထားမှာဖြစ်ပါတယ်။ capability ကနေကျွန်တော်တို့ပတ်စပ်ဖလို software လို့ရမလဲ၊ပတ်စပ်ဖလို့ထုတ်လို့ရမလဲဆိုတာလေးကိုကျွန်တော်နဲ့အတူဗီဒီယိုလေးကိုလိုက်အဆက်လေးလုပ်ပြီးတော့အစုံဒီလိုက်ပါကြည့်စုသွားလိုက်ရအောင်ပေါ့နော်။ โอเคကျွန်တော်အခုပြောပြပေးမယ့် APP လေကားဆိုရယ် WeBido ပဲဖြစ်ပါတယ်ဒီကောက်လေကားဆိုရယ်စကပူနိုင်ငံမှာအခြေစိုက် TCB ဒေါ်ပေါ်တော့ company လဲစီမာဖြစ်ပါတယ်လောဝတရားရခိုင်နှုတ်ပေးတဲ့ APP လေးပဲဖြစ်ပါတယ်ဒီကောက်လေးကိုကျွန်တော်တို့စတဲ့အသုံးပြုဖို့ဆိုရယ်ကုလူတို့ကကျွန်တော်ပေးထားတဲ့လေကားနေတစ်ချင်းဝေလိုက်ပေါ်တော့ကျွန်တော်ပေးထားတဲ့လေကားနေတစ်ချင်းဝေလိုက်ပြီးဆိုရယ်ကုလူတို့ကဒီနေရာလေးကိုရောက်လာမှာဖြစ်ပါတယ်ဒီနေရာလေးကိုရောက်လာပြီးဆိုရယ်ကုလူတို့အနေနဲ့ပထမဆုံးပေါ်တော့ကျွန်တော်တို့အင်္ဂလိပ်လိုနာမ လည်တဲ့အခါမှာဆိုရင်မြန်မာဘာသာကိုပြောင်းလဲလို့ရမှာဖြစ်ပါတယ်။ Okay ဒီနေရာလေးကိုရောက်လာပြီဆိုရင်ကုလူတို့ပထမဆုံးလောက်ရမှာကတော့ကျွန်တော်တို့ဖုတ်ထမ်းမှာစီးတဲ့ Gmail လေးကိုထည့်ပေးရမှာဖြစ်ပါတယ်။ဒီလိုထည့်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာအတီးပြုတ်ကုတ်ကိုပို့မည်ဆိုပြီးတော့နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ထည့်ခဲ့တဲ့ Gmail လေးကိုပေါ့နော်သူကကုတ် ပို့ပေးมาဖြစ်ပါတယ်ဒီလိုရရှိလာတဲ့ကုတ်လေးကိုကျွန်တော်တို့ကဒီနေရာလေးမှာထည့်ပေးရမှာဖြစ်ပါတယ်ဒီလိုထည့်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီအောက်မှာစကဝေးတစ်ခုကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကိုထည့်လိုက်တဲ့စကဝေးကဆိုရင်ကျွန်တော်တို့အပေါ်အောင်အတူတူပဲဖြစ်နေရမှာပေါ့နော်ဒီစကဝေးကိုကျွန်တော်တို့တိချာမှတ်ထားပေးရမှာဖြစ်ပါတယ်လောကမေးလို့မရဘူးပေါ့နော်ကျွန်တော်တို့ပတ်စံထိုးတဲ့အခါမှာဆိုရင်လည်းဒီစကဝေးလေးတွေကိုကျွန်တော်တို့ကထပ်မံပြန်လည်အသုံးပြုပေးရမှာဖြစ်ပါတယ်โอเคကျွန်တော်ပြထားတဲ့လေကားနေဝေလိုက်ပြီးဆိုရင်ကိုလူတို့ ကတိအကောက်ကပေါ်တော့အော်တိုမက်တစ်ရောက်စီလာမှာဖြစ်ပါလေဟုတ်ပြီဒီလိုအချင်းလေးတွေကျွန်တော်တို့ပြည့်စုံပြီဆိုရင်ဒီအောက်ကတဘောတူရဆိုရင်ဒီဟာလေးကိုကျွန်တော်တို့ကအဲ ကျွန်တော်တို့ကအမှတ်ပေးရမှာပေါ့နော်ဒီလိုကျွန်တော်တို့ကလုတ်ပြီးပြီဆွဲဒီအောက်ကချစ်ချင်းကျွန်တော်တို့ပေါ့နော်ချစ်ချင်းမှတ်ပုတ်တင်ရဆိုပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်โอเคကျွန်တော်တို့ကဒီမှာချစ်ချင်းမှတ်ပုတ်တင်ပါဆိုပြီးတော့ဒီကောင်လေးကိုနှိပ်ပေးလိုက်ပြီးဆွဲကျွန်တော်တို့ကဒီလိုလော့အဝဲတဲ့နေရာလေးကိုရောက်လာမှာဖြစ်ပါနေဒီလိုရောက်လာပြီးဆိုရင်ကိုလူတို့ကခုနဖိတ်ခဲ့တဲ့ကျွန်တော်တို့ဂျီမေးလေးကိုဒီနေရာလေးမှာထည့်ပေးရမှာဖြစ်ပါတယ်โอเคဒီအောက်မှာဆွဲကျွန်တော်တို့ထည့်ခဲ့တဲ့စကဝဲကိုကျွန်တော်တို့ကထည့်ပေးရမှာဖြစ်ပါတယ်မှတ်ခဲ့ပြီးဆွဲဒီအောက်က ကျွန်တော် တို့ဒီအကွက်လေးကိုကျွန်တော်တို့ကအမှတ်ချက်လုပ်ပေးရမှာဖြစ်ပါတယ်။ Okay ဒီမှာဆက်ကျွန်တော်ကအကောက်လုပ်ပြီးပြီမို့လို့ပေါ့နော်ကျွန်တော်လုပ်ခဲ့တဲ့အကောက်လေးကိုဒီနေရာလေးမှာကျွန်တော်ရိုက်ထည့်ပြီးတော့လှော့အဝယ်လိုက်မှာဖြစ်ပါလိမ့်။ဒီလိုလှော့အဝယ်လိုက်ပြီးဆိုရင်ပထမဆုံးလုံရမှာကတော့ကျွန်တော်တို့ကဒီအောက်ကကောက်လေးပေါ့နော်ကျွန်တော်တို့ဒီမှာကြောင်ညာအတော်လောက်ဝယ်ယူရန်နေရာတွေကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်။ Okay ဒီလိုနှိပ်ပေးလိုက်ပါကျွန်တော်တို့နှိပ်ပေးလိုက်ပြီးဆိုရင်ဒီအောက်ကိုဆွဲချလိုက်ပါအောက်ဆုံးကိုကျွန်တော်တို့ရောက်သွားတဲ့အခါမှာဆွဲကိုလူတို့မြင်တွေ့ရမှာကတော့ဒီ ကောက်လေးပေါ့နော်ကျွန်တော်တို့အဒီဒီအပုပ်လေးနဲ့ပေါ့နော်ကျွန်တော်တို့ဒီအောက်မှာဆွဲကျွန်တော်တို့က Zido USDT ဆိုပြီးတော့ပြပေးမှာဖြစ်ပါတယ်။ Okay ပထမဆုံးကျွန်တော်တို့လောက်ရမှာကတော့ဒီအောက်မှာပေါ့နော်ကျွန်တော်တို့ ဒီချစ်ချင်းဝယ်ယူပါဆိုပြီးတော့ဒီကောင်လေးကိုကျွန်တော်တို့တစ်ချင်နှိပ်ပေးရမှာဖြစ်ပါတယ်။ Okay ဒီလိုနှိပ်ပေးလိုက်ပြီးဆွဲဒီနေရာလေးမှာကျွန်တော်တို့အခုနောက်ကျွန်တော်ပြောခဲ့တဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ရဲ့စကဝေးကိုတေချာစွာမှတ်ထားပေးရမှာလို့ကျွန်တော်ပြောထားခြင်းပဲဖြစ်ပါတယ်ပေါ့နော်။ဟုတ်ပြီဒီနေရာလေးမှာကျွန်တော်တို့ဒီဝယ်ခဲ့တဲ့စကဝေးကိုတေချာလေးရိုက်ထည့်ပေးပါ။ဒီလိုကျွန်တော်တို့ကစကဝေးကိုရိုက်ထည့်ပေးလိုက်ပြီးဆိုရဲဒီအောက်မှာကျွန်တော်တို့ကတေပြရာဆိုပြီးတော့အဲတေပြပေးလိုက်ပေါ့နော်။ဒီလိုတေပြပေးလိုက်ပြီးဆိုရဲကျွန်တော်တို့ကကြောင်ညာဗီဒီယိုလေးတွေကို ကြည့်ပြီးတော့စတဲ့ပတ်စံ software လို့ရမှာဖြစ်ပါတယ်။ Okay ဒီလိုတင်ပြလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီစတဲ့ပတ်စံဆောင်မယ်ဆိုရင်ကျွန်တော်တို့ကပထမဆုံးလောက်ရမှာကတော့ပေါ့နော်။ဒီကောင်ကဆိုရင်ကျွန်တော်တို့ဒီမြန်မာအနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီကြော်ညာလေးတွေကတိတ်လာမှာမဟုတ်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီမှာမြန်မာကိုပေါ့နော်နောက်ထပ် M3 မှာသူကထပ်တည်ပေးမယ်လို့ကျွန်တော်ကသူကပြောထားခြင်းပဲဖြစ်ပါတယ်။ Okay ပထမဆုံးကျွန်တော်တို့လောက်ရမှာကတော့ဒီအပေါ်ကလမ်းခွေးကိုကျွန်တော်တို့ကတစ်ချက်ရွေးပေးရ က်မှာဖြစ်ပါတယ်ဒီအပေါ်ကအကောင့်လေးကိုတစ်ချိနှိပ်ပါနှိပ်ပြီးဆွဲကျွန်တော်တို့ကဒီမှာအင်္ဂလိပ်ကိုတစ်ချိရွေးပေးရမှာဖြစ်ပါတယ်โอเคအင်္ဂလိပ်ကိုကျွန်တော်တို့တစ်ချိရွေးပေးလိုက်ပါရွေးပေးလိုက်ပြီးဆွဲဒီအပေါ်က confirm လေးကိုကျွန်တော်တို့တစ်ချိနှိပ်ပေးရမှာဖြစ်ပါတယ်โอเค confirm လေးကိုတစ်ချိနှိပ်ပေးလိုက်ပြီးဆွဲဒီကောင်ကအင်္ဂလိပ်လိုကျွန်တော်တို့ဖြည့်သွားပါလိမ့်မယ်ပေါ့နော်ဒီလိုအင်္ဂလိပ်လိုကျွန်တော်တို့ရရှိသွားပြီးဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့က အဒီကောင်လေးကိုပေါ်လို့နှိပ်ပြီးတော့ဝယ်လိုက်တဲ့အခါမှာဆွေဒီကောင်လေးကဆွေဒီမှာဝမ်းအနေထားနဲ့စီသွားပြီပဲဖြစ်ပါတယ်ဒီလိုဝမ်းအနေထားကျွန်တော်တို့ရရှိသွားပြီဆိုရဲစတဲ့ဒီအာက AD ဆွေနေရာလေးကိုတချင်နှိပ်ပေးရမှာဖြစ်ပါတယ် Okay AD ဆွေနေရာလေးကိုတချင်နှိပ်ပေးလိုက်ပြီဆိုရဲဒီမှာကျွန်တော်တို့ကဗီဒီယိုလေးတွေကိုစတဲ့ကြည်လို့ရမှာဖြစ်ပါတယ်ဒီလိုကျွန်တော်တို့ကဗီဒီယိုလေးတွေကိုပေါ်တော့တနေ့တစ်ခါမိနစ်ဘိုင်လောက်ကြည်ပေးမယ်ဆိုရဲကျွန်တော်တို့က W EV ကွိုင်လေးတွေကိုရရှိလာမှာဖြစ်ပါတယ်ဒီအပေါ်မှာပေါ်တော့ WEV ကွိုင်လေးတွေကိုရရှိလာမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဆွဲကျွန်တော်တို့ရရှိလာတဲ့ကွိုင်တွေကိုသူကဒီမှာ review အနေနဲ့ပြပေးมาဖြစ်ပါတယ်ဒီအောက်မှာဆွဲကျွန်တော်တို့ဒီမှာဆွဲပေါ်တော့ကျွန်တော်တို့ရရှိလာမဲ့ကွိုင်လေးတွေကိုသူကဒီမှာ assessing နေတော့ပြည်ပေါ်နော် okay ကျွန်တော်တို့ကဒီပထမဆုံးလောက်ရမှာကတော့ပေါ့နော်ဒီလိုကျွန်တော်တို့ကသူပေးထားတဲ့ video လေးတွေကိုကြည့်ပေးမယ်ဒီလိုကြည့်ပေးချင်းပြေကျွန်တော်တို့က WEV quality တွေကရလာမှာဖြစ်ပါတယ်ရလာပြီဆိုရင်ကိုလူတို့လောက်ရမှာကတော့ပေါ့နော်ဒီ ောက်ကကောင်လေးကိုတချင်းနေပေးလိုက်ပေါ့ဒီအောက်က access ဝင်နေရာလေးကိုတချင်းနေပေးလိုက်ပေါ့ โอเคဒီလိုနှိပ်ပေးလိုက်ပြီးဆွဲဒီမှာဆိုရေပေါ်တော့ကျွန်တော်ရရှိထားတဲ့ဒီ WEV quality တွေကိုကျွန်တော်ဒီ USDT အနေနဲ့ကျွန်တော်ပြောင်းထားခြေပဲဖြစ်ပါလေပေါ့နော်ကျွန်တော်ဒီခဏလေးပဲကျွန်တော်အချိန်ပေးတာပေါ့နော်ကျွန်တော်မှာဆိုရေဒီမှာ05ဆက်ပေး USDT ရရှိနေပြီပဲဖြစ်ပါတယ်ဒီရရှိလာတဲ့ဒီ WEV quality တွေကို USDT နဲ့ကျွန်တော်တို့ပြောင်းမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ trade ဆိုရေနေရာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်โอเค trade ဆိုရေနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက် ိုက်ပြီးဆိုရင်ဒီအပေါ်မှာကျွန်တော်တို့ဒီဗီဒီယိုလေးတွေကြည့်ပြီးတော့ရရှိတာလဲ quality လေးတွေကိုပေါ်တော့ဒီအပေါ်မှာသူကပြပေးมาဖြစ်ပါလေ okay တကယ်လို့ dev ev quality လေးတွေကို usdt နဲ့လဲမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့လဲမယ်ပမာဏလေးတွေကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့အစပြေရပမာဏလေးတွေကိုဘလို့လဲမယ်ပမာဏလေးကိုဒီလိုကျွန်တော်တို့ရိုက်ထည့်ပေးလိုက်မယ်ဆိုရင်ဒီအောက်မှာကျွန်တော်တို့ရရှိလာမယ်ဒီ usd လေးတွေကိုသူကပြပေးมาဖြစ်ပါလေပေါ့နော်ဒါကကျွန်တော်ကဥပမာအနေနဲ့ပြပေးချစ်ဖြစ်ပါတယ်ကျွန်တော်မှဆိုဒ ီမှာစီတို့အနေနဲ့ကြံပြီပေါ့နော်ကျွန်တော်ပြောင်းဆွေထားတာလေးပဲဖြစ်ပါလေဟုတ်ပြီကျွန်တော်တို့ဒီမှာဆွေ WEV ကျွန်တော်တို့ quite the quite ကို ဒီ USDT အနေနဲ့ဆိုရင်0.59 USDT နဲ့အညီမြောက်မှာဖြစ်ပါတယ်ပေါ့နော် 1WEV ကိုကျွန်တော်တို့က0.59 USDT နဲ့ညီမြောက်မှာဖြစ်ပါတယ် Okay ဒီလိုကျွန်တော်တို့ပြောင်းဆွေးလိုက်ပြီးဆိုရင်ဒီအဆက်ကိုနေရာလေးကိုတစ်ချက်ပြဝေလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာ USDT အနေနဲ့သူကပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီဒီကောင်လေးကဆိုကျွန်တော်တို့ဒီတနေ့တစ်ခါပေါ့နော်ဒီလိုကြော်ညာဗီဒီယိုလေးတွေကိုထိုက်ကြည့်ပေးရုံနဲ့ဒီအချိန်ပမာဏရောက်သွားတဲ့အခါမှာ ိုရင်သူက WEV coin လေးတွေကိုပေးมาဖြစ်ပါတယ်ဟုတ်ပြီရရှိလာတဲ့ကျွန်တော်တို့ကဒီ USDT လေးတွေကိုပေါ်တော့ပတ်စံပြထုံးမယ်ပတ်စံပြထုံးမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာဝင် loss ဆိုတဲ့နေရာလေးကိုတက်ချင်းနှိပ်ပါဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီကောင်လေးကိုတက်ချင်းနှိပ်ပေးလိုက်ပေါ့နော်โอเคကျွန်တော်တို့ကဒီမှာ verify စင်နေရာလေးကိုတက်ချင်းနှိပ်ပေးလိုက်ပေါ့ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ ID တင်ရောက်มาဖြစ်ပါတယ်ပေါ့နော်โอเคဒီမှာဆိုရင်ကျွန်တော်တို့ကအပေါ်မှာကျွန်တော်တို့ကဒီ ID card နံပါတ်လေးကိုတက် ြေရွေးပေးလိုက်ပါဒီအောက်မှာဆိုကျွန်တော်တို့ကဒီနေစင်နဲ့ပေါ့နော်လူမျိုးကိုရွေးပေးရမှာဖြစ်ပါတယ်ဒီအလဲမှာဆိုကျွန်တော်တို့ကဒီမြန်မာကိုပဲထည့်ပေးလိုက်ပေါ့နော်ဒီအပေါ်မှာဆိုကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့နာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီအောက်မှာဆိုကျွန်တော်တို့အသုံးပြုမဲ့ဖုန်းနံပါတ်တစ်ခုကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒီအောက်မှာဆို ID card နံပါတ်လေးကိုတစ်ချက်ထည့်ပေးရမှာဖြစ်ပါတယ်ဒီလိုထည့်ပေးလိုက်ပြီဆိုကျွန်တော်တို့ရဲ့ ID card လေးကိုပေါ့နော်ဒီအောက်မှာဒီဖိုတိုအနေနဲ့ကျွန်တော်တို့ကထည့်ပေးရမှာဖြစ်ပါတယ်ဒီလိုထည့်ပေးလိုက်ပြီဆိုကျွန်တော်တို့ ကဒီအောက်က SMS ဝင်နေရာလေးကိုတက်ချင်နှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ ID ကပေါ့နော် verification ဖြစ်သွားမှာဖြစ်ပါတယ်ဒီလိုကျွန်တော်တို့က verify ဖြစ်သွားတဲ့ account မှာဆိုရင်ရရှိလာတဲ့ဒီဒေါ်လာလေးတွေကိုကျွန်တော်တို့ကဒီ withdraw ကိုနှိပ်ပြီးတော့အလွယ်တကူပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်ဒီထက်မှဆိုရင်ပေါ့နော်ကျွန်တော်တို့ကဒီ free မလုပ်ချင်ဘူးကျွန်တော်တို့ကပတ်စံအရင်ဒီလုပ်ပြီးမှကျွန်တော်တို့အတိုးတွေယူမယ်ဆိုရင်လည်းပဲရတယ်ပေါ့နော်ဒီလိုအတိုးတွေယူမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ buy ဆွဲနေရာလေးကိုတက်ချင်နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ပြီးဆို ယ်ဒီမှာကျွန်တော်တို့ဆော့တယ်ပေါ့နော်50 USD ကနေသူကဆော့တယ်ဝယ်လို့ရမယ်လို့ပြောထားချေပဲဖြစ်ပါတယ်50ဒေါ်လာရင်းလိုက်မယ်ဆိုရဲကျွန်တော်တို့အမြတ်ပေါ့နော်တနေ့မှာဆိုရဲဒီ3ရာခိုင်နှုန်းတိသူကပြီးမယ်လို့ပြောထားချင်းပဲဖြစ်ပါတယ်တကယ်လို့ဝယ်မယ်ဆိုရဲလည်းပဲဝယ်ပေါ့နော်တကယ်လို့ free အတော့ပြူးချင်းတဲ့သူတွေဆိုရဲလည်းပဲဒီအောက်က free ကျွန်တော်တို့ကကြည့်လို့ရမှာဖြစ်ပါတယ် โอเคဒီကောင်လေးတွေကဆိုရင်နားလည်မယ်လို့ကျွန်တော်ထင်မိပါတယ်ဒီအောက်မော်ဆိုရင်သူကဒီတူးကုပ်ပင်းနီနဲ့ပေါ့နော်အကျိုးတူပူပေါက်ထားတဲ့ဒီ website တွေပဲဖြစ်ပါတယ်ပေါ့နော်ဒီကောင်လေးတွေကနာမည်ကြီးတဲ့ကောင်လေးတွေမျိုးကျွန်တော်ထူ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 မပြောပြနေတော့ပါဘူးတကယ်လို့ကျွန်တော်တို့က invite flex ဆော်ပြီးတော့ရခိုင်နှုတ်တွေကိုရယူမယ်ဆိုရင်လည်းပဲဒီမှာ invite နေရာလေးကိုတက်ချင်နေပေးလိုက်ပါ okay ကျွန်တော်တို့က event နေရာလေးကိုတက်ချင်းနေပြီးတော့ပေါ့เนาะဒီမှာကျွန်တော်တို့ဒီ event flyer ရရှိလာတဲ့ commission လေးတွေကိုဒီနေရာလေးမှာသူကပြ ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ evive လေးလုပ်မယ်ဆိုရဲကျွန်တော်တို့ကဒီမှာအနေကျွန်တော်တို့ evive ကုတ်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရဲကျွန်တော်တို့က evive လေးတွေကိုအလွယ်တကူစာလို့ရမှာဖြစ်ပါတယ် โอเคဒီကောင်လေးတွေကိုလည်းနားလည်တဘောပေါင်းမယ်လို့ကျွန်တော်ထင်မိပါတယ်တကယ်လို့ nominator စီလေပဲကျွန်တော်ရဲ့ comment အောက်မှာမေးခဲ့ပေးပေါ့နော်ကျွန်တော်ဒီကောင်လေးနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဗီဒီယိုမှာကျွန်တော်ငွေထုံးနည်းကိုအသေးစိတ်ထပ်မံပြောပြပေးမှာဖြစ်ပါတယ်โอเคဒီကောင်လေးကဆွေလောဘတရားရခိုင်တော့ပေးတယ်ပေါ့နော်ဒါကြောင့်မလို့ကိုလူတို့အတွက်ကျွန်တော်က survey ပေးခြင်းပဲဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ရဲ့ link ကိုယူမယ်ဆိုရင်လည်းပဲဒီမှာ profile ဆိုတဲ့နေရာလေးကိုတက်ချင်နေပြီးတော့ကျွန်တော်တို့ကဒီမှာ copy ဆိုတဲ့နေရာလေးကိုတက်ချင်နေပြီးတော့ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ လိမ့်လေးကိုယူလို့ရမှာဖြစ်ပါတယ်ဒီကောင်လေးတွေအကြောင်းကိုပေါ်တော့ဒီနေရာလေးမှာအသေးစိတ်ကျွန်တော်တို့လေ့လာလို့ရပါဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာဒီငွေထုတ်ပုံဒီလေးကိုကျွန်တော်အသေးစိတ်ထပ်မံပြောပြပေးမှာဖြစ်ပါတယ်